ရင်းတော့ကားတစ်စီးနဲ့ပေါ့နော်စီဗီလေးတစ်စီးနဲ့စတယ်ဟိုတလောကမြန်မာဆယ်လီဘရီရဲ့ကျေးဇူးညကား6စီးပေါ့နော်ကား6စီးကနေပြီးတော့ရှုံးသွားတဲ့ခေါက်တွေလည်းအများကြီးပဲတစီးကိုရာနဲ့ချီပြီးရှုံးအိတ်မပြောတဲ့ရက်တွေလည်းအများကြီးပဲရှုံးလိုက်အဲအောင်မြင်သွားလိုက်မင်းသားလေးလုံရင်ကောင်းသားဟဲ့ဆိုပြီးတော့တိကျဆောင်လေးလုံနေရင်ကောင်းသားပေါ့နော်တိကျဆောင်လေးအဲ့လောက်ကြီးတော့ကမရောက်အောင်ပေါ့နော်ဒါပေမဲ့အိတ်မပြောဘူးသွားပြီးရှိစမြအကုန်ကုန်ပြီဆိုတဲ့ရက်တွေလည်းရှိခဲ့တယ်လေကော်ဖီဆိုင်ဆိုတာတွေ့ရဲ့ဟောကော်ဖီတောင်းရင်းနဲ့လည်းကားလေးလာဝယ်လို့ရမယ် ကားလာဝင်နဲ့လည်းကော်ဖီတောက်လို့ရမယ်။အဲအဲ့လိုအတွေ့အမျိုးလေးနဲ့လုပ်ဖြစ်တယ်။လာပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ် VVIP ကားကဖေးလေးကိုလာအပေးပါအောင်လို့ပြောချင်ပါတယ်။ကျွန်တော်ကကျွန်တော်ကားတစ်စီးနဲ့ပေါ့နော်စီဗီလေးတစ်စီးနဲ့စတယ်အဲအခုဟိုတလောကမြန်မာဆယ်လူရီရဲ့ခြေစူးညာကား6စီးပေါ့နော်ကား6စီးကား6စီးကား6စီးကနေပြီးတော့ဟိုရှုံးလိုက်ရှုံးသွားတဲ့အခောက်တွေလည်းအများကြီးပဲ တစည်းကိုရာနေစီပြီးရှုံးအိတ်မပြောတဲ့ရက်တွေလည်းအများကြီးပဲရှုံးလိုက်အဲအောင်မြင်သွားလိုက်အဓိကတော့လေဘဝအထွေကြုံပေါ့လုပ်ငန်းလုပ်လို့ရဆိုတော့အထွေကြုံရပါတာပေါ့နော်အခုမှဒီရှုံးလုံးဆိုရလဲတက်တက်ဘဝတစ်ခုအနေနဲ့တက်တက်ကြိုးစားတာကျွန်တော်တက်တက်အခုကျွန်တော်ပပားတို့ပါတော့ကျွန်တော်ဟိုကျွန်တော်ဦးနန်းတို့တက်တက်ကျွန်တော်တို့အတွက်လုပ်ပေးထားတဲ့အကန့်တက်တက်တကန့်ရှိတာဒါပေမဲ့ဒီဒီနေရာလေးကကျွန်တော်တို့အတွက်ပထမဆုံးစိတ်ကုန်နေပထမဆုံးစပြီးစူးစမ်းရဟိုပထမဟိုရှေ့လျှောက်လန်းခဲ့တဲ့ CYA အလုပ်တွေနဲ့ တိတ်မဆိုင်သေးဘူးဒါတသက်တစ်ခုနေနဲ့ကျွန်တော်စပြီးစူးစမ်းပြီးတော့စိန်ခုံမှုတစ်ခုနေနဲ့ဆက်လုပ်တာဒါဒီနေရာမှာဟိုဘက်ကဟာတဲ့တိတ်ရောလို့တော့မရဘူးဒါပေမဲ့တစ်ခုရှိဟိုဘက်က network မိတ်ဆွေတွေအကိုကြီးကျေးဇူးတွေကြောင့်ဒီဘက်ကိုပါလာပါလာတာတော့အမှန်ပဲဟုတ် coffee ဆိုင်ဆိုတာတွဲရဲ့ဟို coffee တောင်းရင်းနဲ့လည်းကားလေးလာဝယ်လို့ရမယ်ကားလာဝယ်နဲ့လည်း coffee တောက်လို့ရမယ်အဲ့လိုအတွေ့မျိုးလေးနဲ့လုပ်ဖြစ်တယ်ပြီးတော့အဲ shooting နေပါရိုက်မယ်ဆိုလဲကျွန်တော်အခုဒီဒီဒီ wallpaper တွေကအစဒီတချို့ decoration တွေကအစကျွန်တော်ကျွန်တော်မှကျွန်တော်စိတ်ကူးလေးနဲ့ကျွန်တော်လုပ်ထားတယ် ဝမ်းသာပါတယ်ဝမ်းသာပါတယ်ဆိုတော့ဒါတော့ကျွန်တော်တို့ပုံမှန်အလုပ်လုပ်နေကြတဲ့အတိုင်းပဲလုပ်ကြိုးစားရင်းထဲမှာဒီ network တစ်ခုနဲ့ network တစ်ခုရဲ့အမိတ်ဆွေတွေမိတ်ဆွေကောင်းနေကြအောင်ကျွန်တော်တို့ဒီနေရာရောက်လာတာပေါ့နော်ကျွန်တော်အကိုတွေကျွန်တော်အမြဲတမ်းကျွန်တော်လက်တွဲခေါ်တယ်ကျွန်တော်အကိုတွေဟိုဟာကိုဇော်ဦးနန်းကိုတန်းစင်ဒီမှာအခုကျွန်တော်တို့အတူအတူလှုပ်လှုပ်မဲ့ကိုစီယာမင်းဒါဒီလူတွေကြောင့်ကျွန်တော်ဒီနေရာအထိ နေရာလေးတစ်ခုထိ ကျွန်တော်ရောက်လာတာကျွန်တော်ချစ်ခင်တဲ့စိတ်နဲ့သူတို့တွေလက်တွဲခေါ်တယ်အတူတူအလုပ်လုပ်ရင်းရုံးငယ်နဲ့ကျွန်တော်ကဒီအိမ်မက်ကလေးကိုနည်းနည်းလေးအစပြီးကြိုးစားနေရတာပေါ့ဒါပေမဲ့အလုပ်တွေအရင်တော့ကလည်းလူဘွားဆိုတာစိတ်ချမ်းသာမှုလိုရဲဆိုတာစကားတော့မှန်ပါတယ်သလားဘယ်အလုပ်ပဲလုပ်လို့စိတ်ချမ်းသာနေဖို့တော့လိုတယ်ဒီတော့ပုံမှန်တိုင်းတယောက်တည်း run နေတော့လည်းပုံမှန်တိုင်းအကိုင်းနဲ့ run တော့လည်းစိတ်ချမ်းသာဖို့လိုတယ်အခုဒီလိုလှုပ်တော့လည်းစိတ်ချမ်းသာဖို့လိုတယ်စိတ်ချမ်းသာဖို့အဓိကကိုပဲကျွန်တော်ထားရတာပေါ့နော်ဟို ဘာကြီးဖြစ်လို့ဘာဘာကြီးဖြစ်နေလို့ရှိုးရွင်းနေဖွင့်သွားလို့ဘာကြီးဖြစ်လို့ဆိုပြီးအုံတော့ထင်မှာဘာမှမရှိဘူးကျွန်တော်အလွတ်လုံနေတယ်ကျွန်တော်ကျွန်တော်သူများအတွက်ပဲအလွတ်လုံနေအဲ့လိုပဲတွေးတွေးဟုတ်ကားဆိုတာလေဟိုတကယ်နဲ့နေတဲ့ထင်မှာပါတယ်ကားတစ်စီးကိုကြည့်လိုက်ရုံနဲ့အဲ့ကားကဟိုအပြင်းမန်းကြီးုံနဲ့ကောင်းနေတယ်လို့ထင်လို့မရဘူးတိတိကျကျအပြင်းမန်းတေးကြစစ်စစ်ပြီးကြည်တော့အထင်းမှာကိုမသိရအရာကြီးအများကြီးပါနည်းနည်းတယ်တင်ယူလို့မကုန်တဲ့အရာကြီးအများကြီးပဲတဖြည်းဖြည်းချင်းတိလာတဲ့အရာမှာကားစီလွယ်ကူတဲ့အလုပ်မဟုတ်ဘူးဟိုအနည်းမြန်လောကလိုပဲ ိုဘယ်လိုပြောမလဲရှောက်လို့မကုန်အလုပ်ပြန်လောက်ကလည်းလှမ်းလို့မကုန်အတ္တိပညာအတ္တပညာတွေမကုန်မကုန်တယ်လို့ဒီကားမှာလည်းကိုတွေမသိရဲ့အတ္တိပညာအတ္တပညာတွေမကုန်ကားဟောင်းမှာလည်းကားဟောင်းဟိုဂျပန်ကားအောင်းမှာလည်းကျွန်တော်တို့မသိရဲ့ဟိုဘယ်လိုပြောမလဲမာယာတွေအများကြီးရှိတယ်ကားတစ်တီမှာဆိုလဲသူ့ရဲ့နည်းပညာတွေကျွန်တော်လိုက်မမီတဲ့တက္ကနိုလော်ဂျီအများကြီးရှိတယ်အဲ့တော့ဘယ်ရွာမှတော့မလွယ်ဘူးမလွယ်ဘူးဒါပေမဲ့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးနေထိုင်ရတယ်အဲ့လိုပဲစူးစမ်းတင်ယူနေရတယ်ပေါ့ဟုတ် ကားတွေအများကြီးဆိုတာကကျွန်တော်တို့ကားပါမယ်ကျွန်တော်ဟိုကျွန်တော်တကယ်ချင်းပေါ့ကျွန်တော်ဇီယာမင်းသူ့ကားပါမယ်ပြီးရင်ကားရောင်းရင်းတဲ့လူတွေလာထားလို့ရမယ်အဲဒီမှာလာထားပြီးရောင်းပေးလို့ရမယ်လာလာထားပြီးရောင်းလို့ရမယ်ပြီးတော့ဒီမှာကဟိုဘက်မှာကျွန်တော်အဆောင်တစ်ခုရှိပြီးရင်အဲ့မှာကဟိုကျွန်တော်တို့ပွဲစားညီကိုတွေပွင့်ရလို့ရမယ်နေရာလေးအဲအတိတန်ထားထားတယ်အဲ့မှာတော့ coffee ဟိုအဲ့ဒါအဲ့မှာတော့လဖေးလေးနဲ့လဖေးလဖေးစင်လေးပဲလောက်ထားအဲ့လဖေးတိတန် ဒီအဲမှာကဟိုပါပေါ့ဒီ coffee sign လေးနဲ့ coffee sign လေးနဲ့ဒီ AC စကားပြောမယ် meeting လုပ်မယ်ဆိုရင်တော့လုပ်လို့ရတဲ့အနေထားမျိုး aircon လေးနဲ့ဟိုပါပေါ့ရိုက်ခွေးလေးလုပ်လို့ရမယ်ဟိုမှာကားလေးပြည်နှံထားမယ်ဒီတနေရာထဲမှာကျွန်တော်စိတ်ကူးလေးတွေအများကြီးနေလောက်တာပေါ့လိုချင်တဲ့ကားတွေရှိလို့ရှိရင်ဒီမှာလာပြီးစုံစမ်းလို့ရတယ်ကျွန်တော်တို့အကူတွေကျွန်တော်တို့ဘေးကျွန်တော်တို့မှမရှိတဲ့ကားတွေမရှိရင်လာမှကျွန်တော်အကူစရာတွေမှာရှိတဲ့ကားတွေရှိတယ်အဲ့လိုချိတ်ဆက်ပေးခြင်းဟုတ်အဲ့တော့မိုင်းရိုက်အားများလုံးတဲ့ကားတွေအောက်မှာဘာတွေရောနောက်တော့မှာချက်ထုတ်ပြရတဲ့ခက်တဲ့ဒီလိုမျိုးရတယ် အိမ်မပြောခဲ့ရတဲ့ရက်တွေလည်းအများကြီးဩကိုယ့်တာကိုဟာမင်းသားလေးလုပ်ရင်ကောင်းသားဟဲ့ဆိုပြီးတော့တိရုပ်ဆောင်လေးလုပ်နေရင်ကောင်းသားပေါ့နော်တိရုပ်ဆောင်လေးအဲ့လောက်ကြီးတော့ကမရောက်အောင်ပေါ့နော်ဒါပေမဲ့အိမ်မပြောဘူးသွားပြီးအရှိသမျှကုန်ကုန်ပြီဆိုတဲ့ရက်တွေလည်းရှိခဲ့တယ်လေဒါပေမဲ့နောက်ဆုံးတွေးလိုက်ရောဩငါအတွေ့အကြုံရတယ်အလွတ်လုံနေရတယ်ဆိုတဲ့အတွေ့ငါဖြတ်သန်းနေတဲ့အချိန်မှာငါအလွတ်လုံနေရတယ်လေဒါတွေကရှုံးတာမြတ်တာကလူတိုင်းစီးဝိုင်းလို့ရင်ကြုံရမှာပဲအဲ့တော့ ငါငါလွတ်လွတ်နေရဆိုအတွင်းနဲ့နောက်ဆုံးဆုံးရှုံးသွားရင်တော့ငါမတည်သေးဘူးငါစူးစမ်းလို့ရသေးရဆိုအတွင်းနဲ့ပေါ့ဟုတ်မိန်းမိန်းမရင်လည်းမတူဘူးပေါ့နော်မိန်းမရဲ့မိန်းမရင်လည်းမာရများဆိုကားရီလည်းမာရများတယ်မိန်းမရဲ့ထဲတော့ဘိုးဆိုးမလားမသိဘူးခါကြအမြင်မှန်းတော်တော်တော်ဆစ်ဆီးပြီးကြည့်ပြီးရင်တေချာသွားစစ်ကြည့်လိုက်မရဘူးချင်းနေတော်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 အဲ့လိုပေါ့မာရများရဲ့ဒါပေမဲ့ကိုကချစ်နေတာ哦ကိုကဒီလောက်ပဲဒီကားတွေကိုချစ်နေတာ哦အဲ့တော့မာရများလည်း ချစ်တဲ့သူကတော့လက်လွတ်မခံနိုင်လို့တော့ချစ်နေရတာပဲနော်လာပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ် VVIP ကကဖေးလေးကိုလာအားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ